ီကနေ့မှာတော့ Python Day အတွက်ဖြည့်ရမှန်သတင်းစလန်လေးတစ်ပုဒ်ကိုတက်ဆက်ပေးခြင်းပါတယ်ရှင်။ဒါဆိုရင်တော့ဆက်လိုက်ရအောင်နော်။ဖြစ်ပုံကတော့ဒီလိုပြ။2015ခုနှစ်ကပဲရှက်တွေလာနေတော့မှတ်မိတော့ပါဘူး။မန္တလေးပတိန်ကြီးမြို့နယ်ဘက်ပေါ့။ရွာနာမည်နဲ့လူနာမည်တော့ချက်မြင့်တော့နော်။ကိုကျော်ကြီးသူကအရှက်သမားပြ။မိုးလင်းရနေမိုးချုပ်တနေကုန်ပါလုံးမလုပ်ပဲနဲ့အရှက်ပဲတောက်နေတာ။ ကျော်ကြီးမိမနာမည်ကမိတာမိတာယောက်ျားအလုံးမလုံးတော့သူ့မှာကိုဝင်းနဲ့ကိုဟင်းသီးဟင်းရွက်တို့အသားငါလေးတို့ခေါင်းပေါ်စည်းရမ်းတင်ပြီးမိုးလေရနေမိုးချုပ်နေပူပူမိုးရရရွှေရကလှည့်ပြီးတော့ရောင်းဝရှာတယ်။ကိုဝင်းကလည်းအရှင်းမကြီးဗျ။ခဏလောက်တော့ရှိပြီ။မတက်နိုင်ဘူးလေ။သူ့ခင်ဗျာဆွေမျိုးသားချင်းရလဲဒီမှာမရှိ။တခြားရမှာ။အိမ်ပြန်လာလဲချက်ရပြုတ်ရနဲ့။ကျော်ကြီးကအရှက်ဖို့မပေးရင်လဲ။ ရှိုင်းနေတာခံရနဲ့တို့တို့ကိုစနားစရာကောင်းပါလေဗျာတရက်သူမိမကကိုချိုးရင်ကျမတော့မွေးတော်မယ်နဲ့တူတယ်ကျမစင်းမရောက်နိုင်တော့ဘူးကိုချိုးရေးရွာတယ်တခြားအလုပ်လေးပါလေလောက်ပါလားလို့ပြောလို့တယ်မိတာကိုပါးရင်ရှိုက်တာလေဘေးနာအိမ်ကြီးကပါလာဆွဲရတယ်မိတာကလည်းငုံကျမမပေါင်းနိုင်ဘူးလို့ပြောလို့တယ်ကိုချိုးကြီးကစောင့်ကန်လိုက်တာ မိတာဒူးထောက်ကလေးအိမ်မဝနေအင်အားကိုပြုတ်ချသွားရှာတယ်။အဲ့ဒီမှာရမယ်ကလေးကပြတ်ကျပါလေရောဗျာ။ကျော်ကြီးကလူမဆန်လိုက်ပုံများကလေးတက်တာဝမ်းသာတယ်လေ။မိတာဈေးပြန်ရောင်းလာတော့သူ့အရက်ကိုဝဝလေးနဲ့ပြန်တောက်ရအောင်မယ်ဆိုပြီးပြောင်းနေပုံရတယ်။ဒီလုံးနဲ့တရက်ကျမိတာကျော်ကြီးပြန်မလာသေးလို့ဆိုပြီးတော့လမ်းထိပ်ကနေထွက်ဆောင်နေတယ်။လမ်းထိပ်ကတမပင်လေးနားမှာကလေးကိုတန်းလို့ကြားရတယ်။ မိတာအိမ်နာကိုရှာကြည့်တယ်မတွေ့ဘူးအရာနဲ့သူစိတ်ထဲချမ်းတယ်လို့လို့ဖြစ်သွားပြီးတော့ချက်သိမ်းထားတယ်လို့နဲ့သူလည်းကြောက်တယ်လို့လို့ဖြစ်လာတော့နဲ့ကျော်ကြီးကိုမဆောင်မဲအိမ်ဦးပဲပြန်လာခဲ့တော့တယ်အဲ့ဒီညမှာပဲကျော်ကြီးကပြန်မလာဘူးတခြားရွာကနိုင်ရင်မှဖဲဝိုင်းမှာညအိမ်မယ်ဆိုပြီးတော့သူတို့ရွာရွာသားတယောက်နဲ့မိတာကိုပြောခန့်လိုက်တယ်ညကလည်းစစ်တနာကြီးကြောနေပြီမိတာရဲ့အိမ်ကကျူးကျော်ရွက်ွက်ဖြစ်လို့ရွာရဲ့လေကွင်းနေနာမှာဆောက်ရတဲ့အိမ် တိတ်နဲ့တိတ်ရလေလေအော်ခွင်တော်မကြောက်ဘူးဗျမိတာအိမ်မယ်လို့တုံးအင်ရောက်ချက်ကနေခလေးငိုတန်လေးကိုကြားပြန်နေအဲ့ဒါနဲ့မိတာလဲမိချောင်းတမီလေးကိုကင်ပြီးတော့အောက်ကိုထိုးကြည့်လိုက်တာပေါ့ခလေးငိုတန်တိတ်သွားပြန်ရောဒီလေခွင်းသားမှလည်းဘယ်ခလေးမှမရှိဘူးလေဘယ်ကခလေးငိုတန်ကြားနေမှမသိဘူးဆိုပြီးမိတာစိတ်ထဲမှာစဝေးစွာဖြစ်နေတယ်မိတာချင်းအောင်နေကိုပြန်ဝင်ပြီးတော့အိမ်မယ်လို့ခလေးငိုတန်ကြားပြန်ရော မိတာတိတခါတော့စစ်သိမ်းနေပါထလာတယ်။ကျော်ကြီးကလည်းမရှိဘူး။နာခွန်းထဲမှာလည်းသူတို့တအိမ်ပဲရှိတယ်။သူဘာလို့လို့လို့ရမှန်းလည်းမသိ။အရာနဲ့ပဲဆောင်းကိုခေါင်းမချုံပြလိုက်တယ်။မိတာနားဆွနေတယ်။ခလင်းကိုတမ်းများပြန်ချားရမလားဆိုပြီးတော့ပေါ့။ခလင်းကိုတမ်းကပြန်မချားရတော့ဘူးဆိုတာသိမှမိတာဘဲစဲအစ်ပြောသွားမှမသိတော့ပါဘူး။အစ်ပြောသွားပါတယ်။အဲ့ဒီညမှာပဲအိမ်မက်တစ်ခုမှတ်တယ်ဗျ။အိမ်မက်ကဘာလဲဆိုတော့ကလေးလေးတယောက်ပေါ်လာတယ် လေးလေးကအမိတာကိုအိမ်မက်ထဲမှာအမေအမေလို့လာနှိုးတယ်။မိတာလည်းလန်းနှိုးသွားပြီးကြည့်လိုက်တော့ခြေနောက်နဲ့ခြေရင်းမှာမွေးခင်းစာကလေးလေးကငိုနေတယ်။ကလေးလေးကယောက်ျားလေးဗျ။မိတာကိုပြောတယ်။အမေတာလူဖြစ်ခွင့်တော့ရပါရဲ့။ဒါပေမဲ့အသက်ရှင်ခွင့်မရဘူးအမေရဲ့တဲ့။အခုသားဖေကသားကိုတက်ပြလိုက်လို့သားတည်ကြရတယ်အမေ။အခုသားမချစ်သေးဘူး။အမေအမေတို့ကသားကိုခလေးပဲပြီးတော့ အပြင်မှာတည်တာမဟုတ်ပဲဘယ်ထဲမှာပြက်ကြတာဆိုပြီးတော့ဒါကိုအမြတမ်းလည်းမပေးဝင်ဘူးဘာကုတူကားမှမလည်းလုံးမပေးဘူးဒါလူဖြစ်နေပြီအမေရဲ့အမေတို့ဒါအတွက်အမြတမ်းမှမပေးဝင်ရပေးဝင်ပါတော့လို့ပြောတယ်ဒါကိုမချွတ်သေးဘူးအမေဒါမှလည်းနေစရာလည်းမရှိတောစရာလည်းမရှိပါဘူးအမေရဲ့ဒါကြောင့်ရွာထိပ်ကဓမ္မပင်လေးမှာနေနေရတဲ့အမေရဲ့ဆိုပြီးခလေးလေးကမိတ္တာငုံငုံပြီးတော့ပြောတာပြီးတော့ခလေးကပြတ်သွားတယ် ်မိတာလည်းလန်းနှိုးလာတယ်ချင်အောင်နှဲမော်လည်းလိုက်ရှာတာခလေးကိုမတွေ့တော့မိတာတက်လိုက်ပြီသူသားလေးမွေးကနေမှပြစ်ကြရတော့လူအသေးကောင်လေးထွက်လာတာအခုသူသားလေးမချက်လို့တည်ရသေးတော့သူလည်းအရှမ်းဝမ်းနေပြီးတော့ငိုနေပါတယ်မနက်မိုးလင်းတော့ကျောင်းကြီးရောက်လာတယ်မိတာမိတာငါ့ကိုညဖဲရှုံးလာလို့ငါ့ရောင်လောက်ပဲဆန့်ကွာမိတာကလည်းဘယ်ရရှိရမှာလဲကျုပ်စေးသွားအောင်မယ်မရှိဘူးမပေးနိုင်ဘူးလို့ပြောမိတာ ကျော်ရအိမ်နာခုံနဲ့လှမ်းပေါက်တယ်။မိတာခေါင်းကိုတောင်းမှန်တော့သူ့ရဲ့ထွက်လာတယ်။မိတာလည်းသီးမခံနိုင်တဲ့အစုံကျော်ရနဲ့လုံးတက်ကြပါလေရော။ကျော်ရလည်းပါးရီနားရီရှိုက်မိတာလည်းမျိုးလုံးတွေကိုကုတ်ဖက်တက်ကြတာ။ဘေးရင်ကလူတွေပါလားဆွဲရတယ်လေ။ကျော်ရညာပြန်လာတော့မူးမူးနဲ့ဘနက်ကသူ့မိတာကိုကုတ်ဖက်တာမကျေနပ်လို့ဆိုပြီးတော့မိတာအိမ်နေတာကိုချောင်းနဲ့ဆောင်းဆောင်းကန်ပြီးပါးရီကြီးရိုက်ပါလေရော။မိတာလည်းရှောက်ကြအနဲ့မိမသားအောင်မများတော့ မိတာအိမ်မဝနဲ့ဆင်းပြေးပြီးတော့ရွာထဲကိုပြေးပါလေရောကဲကြပါအောင်ရှင်ကဲကြပါအောင်ကုကျော်ကြီးကျမကိုနှိမ့်ဆက်နေလို့ပါဆိုပြီးရွာထဲကလူတွေအခုညတောင်းနေမိတာကသာအခုညတောင်းနေတာရွာထဲကလူတွေကတရားမှထွက်မလာဘူးမိတာကလည်းအိမ်လည်းမပြန်ရတော့ဘူးလေဘယ်သူတော့မှလည်းမသိရနဲ့သူသားလေးရှိတဲ့တမပင်ဘက်ကိုထွက်သွားတယ်တမပင်သားရောက်တော့မိတာအပင်အောက်မှာထိုင်ကုန်နေတော့တယ်ခဏနေတော့အပင်မောကခလေးလေးကလည်းငိုပါလေရောအမေလည်းငိုခလေးလေးလည်းငိုပေါ့ ။စာရင်းနေနဲ့ကျွန်တော်ငိုချင်လာပြီဗျာ။တနာလုံးလို့မေတ္တာအိမ်မပြင်းရတာနဲ့ပဲသူသားလေးရှိတဲ့ဂျမပင်အောက်မှာပဲအိပ်ရတာပေါ့။မနေ့မောင်းတော့ကျော်ကြီးကမေတ္တာကိုအိမ်ပေါ်ပြန်တက်လာဖို့ခေါ်တယ်။သူမေတ္တာမရှိရင်အရှက်ဖို့ပြိမ့်မဲ့သူမရှိဘူးလေ။မေတ္တာလည်းရွာထဲမှာဈေးလျောင်းနဲ့သတင်းတစ်ခုကြားတယ်။အဲ့သတင်းကဘာလဲဆိုတော့ရွာသားတွေညနေမိုးချုပ်ခန်းကြီးတောရရနေနွားချောင်းပြန်လာရင် ရွာမဝင်ခင်လေခွင်းကဂျမပင်ပေါ်ကခလေးဝတန်းကြားရတယ်ဆိုပြီးတရွာလုံးကပြောနေကြတာ။ မိတာတိလိုက်ပြီသူ့သားလေးဆိုတာမိတာအင်ပြန်ဈေးပန်းနေပါလေထားပြီးတမပင်ဘက်ကိုထွက်လာတယ်တမပင်အောင်ရောက်တော့သားလေးသားလေးဆိုပြီးမိတာအော်ခေါ်တယ်ကလေးတန်ဘာမှမကြားရကလေးကညနေမိုးချုပ်ပတ်မှာငိုတန်ကြားတာဗျမိတာမျက်ရည်စီးကြလာပြီးတော့အိမ်ကိုပြန်လာခဲ့လိုက်တယ်အိမ်လေးပြန်အောင်ရောကျိုးကြီးကဈေးမရောမဲဘယ်လင်ငန်းနဲ့သွားတွေ့နေရလဲဆိုပြီးမိတာကိုထိုးချစ်ပြန်ရောညရောက်တော့သူ့သားလေးကအိမ်မက်လာပြီးတယ်မိတာကိုအမေ ။ဒါဘာမှမစားမတော့ရတာကြပြီ။ဒါ့အမေအစာလာကျွေးပါလားအမေရဲ့။ဒါညနေပဲငုံငုံနေတာဘသူမှအစာကျွေးမဲ့သူမရှိလို့ဒါစာလုံးငုံနေတာအမေဆိုပြီးလာပြောတယ်။အိမ်မထဲကလည်းခလေးလေးကပျောက်သွားပါလေရော။မိချာတက်လိုက်ပြီ။တသားလေးလည်းသေးဘွားကနေမချစ်လို့တည်းတော့အစာစာရှာနေမှာပဲဆိုပြီးနောက်ရကြမိတာညနေမိုးချုပ်ကနေရွာတမပင်အောက်ကိုသွားပြီးတော့နွားလိုတစ်ခွက်နဲ့စက်သားကြော်လေးတွေသူ့သားလေးကိုတော်တော်ကြွေးတယ်။ ကလေးရညနေဘက်သူ့မေဆေးရောက်တော့ကြလို့သူ့စီမလာတဲ့အရန်ကိုရဲဗျကျွန်တော်နဲ့ခင်တဲ့အဲ့ဒီရွာငွေစင်းနေရပြန်ပြောပြတာမယုံမရှိနဲ့တော့တကယ်ရွာလူတွေကလည်းမတင်ကောင်းဘူးဗျာဒီတော့တစ်ပင်ဘဝကလေးတရရှိတယ်ဆိုတာရွာလူတွေသတိထားမိလာတယ်ဗျပုံစောတာမိတာညနေစောင်းပြီးဆိုတာနဲ့ရွာထိပ်ကဓမ္မပင်ဘက်ကိုသွားပြီးတော့အစာသွားသွားကြည့်ရအောင်ရွာလူတွေကရှင်းမိလာတယ်ဒီလုံနဲ့ပဲရွာလူတွေလည်း အောင်လန်းစရာတောင်နဲ့တာမင်ပြီးတော့အဲ့ဒီတပင်ပေါ်မှာခလေးတရေရှိလားဆိုပြီးမင်းကြောင်မြန်ကြလှုပ်ကြတာပေါ့တရေနိုင်နေဆိုတဲ့အောင်လန်းစရာလဲဒီတပင်ပေါ်မှာမွေးကင်းစာခလေးတရေရှိတယ်လို့ပြောတယ်အဲ့ဒီတရေလေးကလေအခုကလေးကနှင်းနှင်းထားမှရမယ်တကယ်လို့ဒီတရေလေးသာကြီးလာရင်ရွာလူတွေအန်ရီပေးလိုက်မယ်လို့ပြောတယ်အဲ့ဒါဆိုသိကြပြီမိတာကလေးနေမှာဆိုပြီးပြောကြတယ်မိတာကတရေလေးမွေးရနေမှာ တူရွာတဲ့အဝင်မခံနေတော့ဆိုပြီးတော့ရွာလူတွေကမိတ္တဆေးလာရအောင်လဲမိုးရကြတော့ပါဦး။နောက်နေ့ကျအဲ့ဒီတပင်ကိုရွာလူတွေကမခုတ်ပြဖဲနဲ့တပင်ချင်းကိုတက်စီနေလာမင်းမိရှုပြလိုက်တယ်။မိတ္တမသိခင်လှုပ်ပြလိုက်တာပေါ့။မိတ္တခမားဘလောက်ဝမ်းနေလိုက်မလဲဗျာ။ကံအကြောင်းမလားလို့သူ့သားလေးလည်းမဖြစ်သေးခင်မှာတည်ခဲ့ရတယ်။အခုတည်ရဲဘွားနဲ့မကြွရသေးပဲနဲ့သွားစရာနေရာမရှိလို့အဲ့ဒီတပင်ပေါ်မှာပဲခဏနေတော့လဲမိရှုတက်ခံရပါဗျာ။ အဲ့ဒီချောင်းကြော်ရီးတည်သွားပြီးညပြန်လာတော့ရှိုင်းနေပါလေရောမိတာလည်းခလေးကကျမတို့ကလေးပါလို့တောင်းမှလည်းမရပါဘူးကြော်ရီးကမိတာကိုတတ်မယ်လို့နေရမိတာလည်းတိမခံနိုင်တဲ့အဆုံးကြော်ရီးခေါင်းကိုရှိုက်ချလိုက်ပြီးတော့ကြော်ရီးကလည်းအမိုးလုံနေတော့တခါလေလဲသွားတာပေါ့ကြော်ရီးလဲသွားတော့မိတာပဲလုံမကျွင်းနိုင်ဘူးလေတတလုံးနှိမ့်ဆက်ခေတာသူ့သားလေးကိုလည်းတတ်ဖြစ်တယ်ဆိုပြီးကြော်ရီးတခုလုံးကသွေးကြောတွေကိုဓာတ်နဲ့ဖြတ်ဖြစ်တာ ခနာကိုတစ်ခုလုံးဓာတ်နဲ့လှိဖြက်ပြက်သွေးစောတွေကိုလည်းဓာတ်နဲ့အကုန်ဖြက်ဖြစ်ပြီးတော့ကျော်ကြီးလည်းသွေးထွက်လို့မေးညာရင်ချင်းရှော့သွားတယ်။မိတာလည်းညာရင်ချင်းပဲကျော်ကြီးသိပြီဆိုတာသိတော့အဲ့ဒီအိမ်ပေါ်မှာပဲဇွဲချိုးချပြီးကိုယ့်ကိုယ်ကိုအစိုးဆင်လိုက်တယ်။အဲ့ဒီတရေကမှုကင်းတရင်စာရီမှာရော Facebook မှာပါတရင်တွေပါလာခဲ့တယ်။မနေ့ကတော့သူတို့နှစ်ယောက်လုံးရဲ့အလောင်းတွေကိုမှုကင်းရဲတွေကလာယူပြီးတော့ရှင်ခွဲရုံပို့ပြီးတော့စစ်စင်းမှုတည်သွားကြတယ်။ ညရောက်တော့မှုကင်းရှဲပင်ရွာမှာမိတာရုလင်မယအလာကိုလာပြန်ပို့ကြတယ်။သူတို့အိမ်အောက်မှာပဲနှလုံးစလုံးကိုပြင်ထားကြတယ်။မိတာရုအိမ်ကဒူးထောက်အိမ်လေးဗျ။အိမ်အပေါ်ရမှာတော့ရွာသားတွေဖိဝိုင်းရှိတယ်။ညတကောင်ရောက်တော့ခွေးတွေရထိတ်ကနေဥလိုက်ကြတာဗျ။တရာလုံးခွေးအောင်တန်နဲ့ခွေးဥတန်နဲ့ဆွညံနေရပဲ။အပေါ်ရကဖိဝိုင်းမှာဖေသမား900ယောက်လောက်ရှိတယ်။အိမ်အောက်ချက်ကကုတ်ပြပေါ်မှာမိတာရုလင်မယနဲ့အလောင်းရှိတယ်။ ခွေးရမိတာတို့အိမ်ဘက်ကိုထိုးထိုးဟောင်ပြီးတော့ဥနေတာတိတ်ဆိတ်မှောင်မဲနေတဲ့လေခွေးနေတဲ့ရမိတာတို့အိမ်ဘက်ကိုထိုးထိုးဟောင်ပြီးဥနေရပေါ့အပေါ်ရကဖဲဝိုင်းမှာတော့ဖယောင်းနယ်မိလေးနှစ်တန်းထွန်လာပြီးတော့အမိုးသမားတွေအလောင်းလေးဆောင်ရင်ဖင်းလေးရှိုက်နေကြတာပေါ့ခဏနေတော့အိမ်ခေါင်မိုးပေါ်ဝင်းငနဲ့ဆိုပြီးအတန်ကြားရတယ်ဖဲသမားတွေကလည်းစောင့်နေပါတယ်နေမှာပါဆိုပြီးထားမကြည့်ပဲနဲ့ဖဲကသာဆက်ဆော့နေတယ်သူတို့တိမထားမိတာသူတို့ဖဲရနေတဲ့အပေါ်တဲတဲ့ကို ချုပ်တန်းပေါ်မှာမိတာဆွဲကြချတဲ့တာကိုသူတို့ကတိတ်မထားမယ်လို့ထင်ပါတယ်။အောက်ထက်ကနေဝုံဝုံဆိုတဲ့အတန်နဲ့ဆွညံလာတယ်။သူတို့အောက်ကိုပြေးဆင်းကြည့်တယ်။အောက်ထက်ကမိတာတို့နဲ့အလောင်းစီလောက်ခါရှမ်းနေပြီးတော့ကုပြစ်ကျန်ကြီးကလည်းတဝုံဝုံနဲ့အတန်နဲ့ဆွညံနေတယ်။ဖဲသမားတွေလည်းဘာလို့လို့ရမှမသိဖြစ်နေရဲ့။တိကျတာပေါ့မိတာတို့လည်းမရသေးတာတော့ထပ်တန်နေရလေအသားပြောင်းချိန်သွားပြန်ရောဖဲသမားတွေလည်းအပေါ်ပြန်တက်လာခဲ့တယ်အလောင်းယူပြစ်ထားလို့ကလည်းမရ ရွာလူကြီးတွေကအလောင်းကိုတိတ်ချဆောက်မှုမှားထားတယ်။သူတို့ရဲစီးပြန်တင်တဲ့အနေနဲ့ဘေးနားမှာအရက်ကိုတယောက်တုံုံစီမို့တော့လိုက်တယ်။သူတို့ဖဲပြန်ကစားတယ်။အခန်းတစ်ခုလုံးလဲပုံစုံလို့လို့ဖားလို့လို့အနဲ့နေရှာပြီးတော့အောက်ကအလောင်းနဲ့ပုတ်နေလို့နန်းနာပါနေမှာပါလို့တက်ပြီးဖဲဖဲပြန်စွန့်နေကြတယ်။အမိုးသမားတယောက်လဲအိတ်စင်လာနဲ့ပစုံလင်းအင်ဂျင်လေးခင်းလာပြီးတော့မုံမုံနဲ့ပဲအိတ်ပြလိုက်တယ်။အဲ့ဒါကြောင်ရည်တည်သွားတဲ့နေရာဆိုတာသူမသိဘူးလေခဏနေတော့သူတို့ချက်သိမ်းနေထလာတယ် ဖျောင်းနာမိတဲ့တိုင်းလဲလေးမတက်ဖဲငိမ့်သွားတယ်။သူတို့နည်းနည်းလေးတော့ကြောက်လာကြတယ်။စက်မစော်ပဲနဲ့ခဏညင်နေလိုက်ကြတယ်။သူတို့အပေါ်တဲရကနေထုတ်တန်းပေါ်ကနေအောက်ကိုဗျာမိတာဆောက်ထိုးကြီးဆင်းလာတော့တွေ့တော့ဖဲသမားတွေလဲတည်ရဆိုပြီးတော့အကုန်ဆင်းပြေးပါလေရော။ကျော်ကြီးအလောင်းပေါ်အိတ်နေတဲ့အမိုးသမားအိတ်ပြုံနေတော့ဟိုလူတွေတည်ရ၆ခရာလို့ပြေးပြီးဆိုတော့သူမသိဘူးလေ။အင်းရဲ့အမိုးသမားဆောက်ကိုဆွဲဆွဲပြီးတော့နှိုးတယ်။ဒါလည်းမနှိုးသူ့ကိုတယောက်ကစောက်ကန်လိုက်တယ်။သူလန့်နှိုးလာတယ် ဘာရီလဲဆိုပြီးတော့ထားကြည့်လိုက်တော့ရွာသားတွေတရားမှမရှိတော့ဘူး။သူအိမ်မက်များမနေသလားဆိုပြီးခဏကြောင်သွားတယ်။ပြီးမှဂရိဝင်လာတာဒါကျော်ကြီးတို့နာရီပဲ။ဖဲသမားတွေလည်းတရားမှမရှိတော့ဘူး။ငါတယောက်ထဲပါလားဆိုပြီးသူတွင်းနေတော့သူ့နောက်ကနေသူ့ရဲ့ပခုံးဝလာပုတ်တယ်။သူလည်းဖြတ်ခနဲနဲ့အနောက်လှည့်ကြည့်လိုက်တော့မြင်လိုက်ရတာ။တောက်ထားတဲ့ဘီးတွေပင်သားရောက်သွားလည်းမသိ။ကျော်ကြီးကသူ့ကိုစိုက်ကြည့်နေတယ်။သူစကံပိုင်းခဏကြော်ရီကိုချက်တည်တည်လို့ပြန်ကြည့်လိုက်တယ်။ပြီးတော့မှသတိပြန်ဝင်လာတယ် ဒါချွေချွေလောင်းကတည်လို့အောက်မှာအလောင်းတော်ပြင်လာတာဒါဆိုအခုကတည်ရဲမယ်ဆိုပြီးဆင်းပြေးမယ်လို့ထုတ်တန်းပေါ်ကနေမိတာဆောက်ထွေးပွားကနေပေါ်လာပြီးတော့အဲ့ဒီလူရဲ့အင်ဂျီကိုဆွဲထားလိုက်တယ်အဲ့ဒီလူလေကဲစားပါအောင်လို့អော်ပြီးငဲတမ်းမအောင်អော်ကဒါလည်းအလုံးမပေးဘူးလေအဲ့လူကြောက်လာနဲ့အတင်းရှုံးပြီးထွက်ပြေးတော့ပစိုးအောင်ကြကြချင်နေတာအပြင်မှာအဲ့လူ9ရက်လောက်တောင်ဆေးထွက်လိုက်ရတယ်မနေ့ကျတော့ရွာလူတွေလည်းသူတို့လည်းမရအစိမ့်တွေဖြစ်တယ် လင်မယားနဲ့အလုံးတစ်ပြိုင်တည်းတည်ပြီးတော့မိတာကလည်းအိမ်ပေါ်မှာဆွဲချိုချတည်ရဆိုတော့ချက်မှမဟုတ်ဘူးဆိုပြီးချက်ချင်းတချို့တခါတည်းဖုန်းကြီးပြင်ပြီးတော့ရွာလူတွေစူပါမီရှက်လိုက်ဆွန်ကျွေတခါတည်းလွတ်လိုက်တာရွာသားတွေလည်းအဲ့ဒီအိမ်ပေါ်မဆောင်ရတော့ဘူးလေ၃ရက်ဓမ္မမုံ၅ရက်မထားတော့ဘူးတခါတည်းဖုန်းကြီးတွေကိုပြင်ပြီးအမြတ်တမ်းပြေးဝင်လိုက်တယ်ဒါပေမဲ့သူတို့တွေမှာပရိတ်ထိပါးတွေရွှေ့ပေးတယ်အမြတ်တမ်းလည်းဝေပေးပါတယ် ဒါပေမဲ့သူတို့သားဖတ်သွင်းရလောကမချွတ်လို့ဘူးအဲ့ဒီအိမ်ပေါ်မှာညဆူခလေးငိုတန်နေကြရတယ်အိမ်ပေါ်မှာတွုံးလုံးနဲ့ဂျိုင်းနဲ့မိတာတို့ထားတဲ့နေအတန်တွေကိုကြရတယ်သူတို့ရက်လည်ပြီးတော့ဆဲလောက်ကြမှာတော့ရွာတွေကပန်းတရအစိုးရထပြီးတော့ဈေးကျုံကိုပန်းသွားဝင်ရတယ်အချိန်အားဖြင့်တော့ညတနားလောက်ပေါ့ဗျာပန်းတရဈေးကားမြောင်လို့အစိုးရတယောက်ထဲသွားနေကြလေသူလည်းတမီးလေးနဲ့ပန်းချင်းတော်လေးကပြီးတော့ဈေးကျုံအသွား ဖြစ်ချင်တော့အနေရခဏမိုးရရတအားရွာထားတော့ရွာလဲလဲမှာဖွက်တည်နေဆိုတော့သူအဲ့ဒီဘက်ကမသွားပဲမိတာရောလက်ခွဲဘက်ကနေဖြက်လန်းကနေကားလန်းဘက်ကိုဖြက်ထွက်မယ်ဆိုပြီးသူလည်းခက်သွက်သွက်ရှောက်လာခဲ့တယ်။လက်ခွဲနေကြောင့်မိတာရောအေးအမောင်တွေကနေမြင်နေရပြီ။လက်ခွဲထဲမှာဆိုတော့အင်းကထိထိကြီးဖြစ်နေတာပေါ့။သူစိတ်ကလည်းမရတဲ့အဲ့ဒီဘက်ကပဲသွားရမလို့နဲ့ပြန်ပြပြီးတော့ရွာလဲလန်းကပတ်တော်ရရပဲသွားရမလို့လို့သူခဏတွေ့ဝေသွားတယ်။ပြီးမှသူဆုံးဖြတ်ချက်ချလိုက်တယ်။ ။ဘာကြောင့်ဆရာလို့လဲ။ပြန်လဲမယ်။ရွာလင်လင်းကပဲသွားမယ်ဆိုပြီးဆရာပါ။သူအိတ်လင်းကသွားမယ်ဆိုပြီးဆုံးဖြတ်ချက်ချလိုက်တယ်။သူပါဆက်ကလည်းတို့တို့နဲ့ရှားသမျှဖျားစာတွေဆွနေတယ်။သူရှေ့ဆက်ရှောက်လာတယ်။အဲ့ဒီရှေ့ဆက်ရှောက်နေတော့မှပဲသူရှိမှဘွားကနေတော့ချက်အကြီးကြီးဖြတ်ပြေးတာ။သူလည်းလက်ပြန်သွားတာပေါ့။အဲ့လိုနဲ့ရှေ့ဆက်လျှောက်လာရင်မိတာနဲ့ဇော်ရီတို့အိမ်နာကိုရောက်ဖို့ခြေလန်းဆက်လန်းစာလောက်ပဲလိုတော့တယ်။သူတို့အိမ်နာမှာလေကွင်းတစ်ပောင်ဘီနာမှာဖြတ်ပြီးတော့မှကားလမ်းကိုထွက်လို့ရတာ။ ပန်းတယ်ရလေမိတာတို့အိမ်သားကိုရှောက်လေဖះစာကိုကြည်ကြည်လေးရွှတ်လေပန်းတယ်မိတာတို့အိမ်ပြေကိုရောက်ပြီသူရဲ့ခြေလမ်းကိုခက်သွက်သွက်ပူပြီးတော့အရှိန်မြင့်ပြီးတော့လှမ်းလိုက်ပါတယ်သူကလည်းကြောက်ကလည်းကြောက်နေလုံးဝဟိုကြည့်တီကြည့်နဲ့မိတာတို့အိမ်ပြေအကျော်လေးရောက်ရောသူ့နေလုံးကမိတာတို့အိမ်ကိုပေးစားမီနောက်ပြန်တစ်ချက်လှည့်ကြည့်အေးရှိမှာမိတာရိုလင်မယားနဲ့တေတော့အလောင်းပြန်ထားတဲ့ကုပ္ပစီမှာပန်းတင်မြင်လိုက်ရတာစပင်ဖားသားနဲ့ငုတ်တူကြီးထိုင်နေတာပန်းတင်မြင်လိုက်ပါတယ် သူလည်းအသက်ရှူရင်မှန်တော့ပါဘူး။ပန်းတယ်ကြည့်နေတော့မှပဲမိတာထလာပြီးတော့ပန်းတယ်မအောင်မိတာလက်ရက်ပြီးလမ်းခေါ်တယ်။ပန်းတယ်မလည်းကြောက်ပါလာနဲ့ကားလမ်းဘက်ကိုတချိုးရဲပြီးတော့တာပေါ့။ရွာသားတွေကဘသူမှအဲ့ဒီဘက်ကနေမတော်ရတော့ပါဘူး။ပုဆိုးရာတခါတလေမိတာကိုညတကောင်ကြောင်ရင်ရွာတွေကလူတွေကတရင်လိုအပေါ်ပါသွားမလို့အိရှိတကားဖွင့်လိုက်တာနဲ့တချို့အိရှိကခရင်သူမဟုတ်ခုပြက်ပေါ်မှာစပင်ဖားလာနေငုတ်တူထားနေတဲ့တဲ့။ဒါကြောင့်အခုထိပသိညို့နယ်ဘက်ကရွာတွေမှာ ညဆိုဘသူမှအရှိတကားကိုဖွင့်ပြီးတော့အပေါ်ပါမတော်ရတော့ဘူးပန်းတဲ့အချောက်ခရပြီးတပတ်လောက်ကြာမှာပဲရွာတွေကကာလာသားတွေမွေးရပြီးတော့မိသားတို့အိမ်ကိုသွားပြီးခဲနဲ့ထူကြတယ်လေကာလာသားတယောက်ကပြောတယ်ဟဲ့အောင်ကျော်ကြီးရွာတွေကလူတွေကပြောတယ်မင်းတို့လင်မယားမချစ်ဘူးဆိုတခြားလူတွေကဒါမင်းတို့လင်မယားကိုကြောက်ရင်ကြောက်မယ်ငါကတော့မင်းကိုမကြောက်ဘူးဆိုပြီးတော့စိတ်တိုင်းထွားပြစ်တယ်စိတ်ခေါ်တယ်လေအဲ့ဒီထဲကကာလာသားတယောက်ကလည်းမမွေးရုံနဲ့မိသားတတိရှင်ငါရုံလိုက်ခဲ့ သူများရဲ့ရှင်မငုတ်တို့သွားထိုင်မနေနဲ့ငါ့ရင်လိုက်ခဲ့တတိရှင်ဘောလို့ပီတာဆင်ခေါ်တယ်။ဒီလိုနဲ့နောက်ရညနေဆောင်လာမှာပဲမင်းညာချော်ယူမမှုယူနဲ့ဆင်ခေါ်တဲ့ကာလာသာရွာပြင်ဘက်ကရှာခဲထဲမှာလှစ်ထားတဲ့နွားရည်သိမ်းပြီးအိမ်ပြန်မယ်လို့နောက်ကနေသူ့ကိုနေအောင်လိုက်တယ်။သူလည်းဘသူလဲဆိုပြီးနောက်လည်းအကြည့်ဘသူမှမရှိဘူး။သူလည်းကြောင်သွားတာပေါ့။တအားလုံးနေတော့သူကားကိုလက်သေးခက်ချမ်းချမ်းနဲ့နောက်ကနေဘသူမှမရှိပဲပြန်ထိုးခံလိုက်ရတယ်။ကာလာသားလည်းချယ်ရီလာရီပါမြင်သွားတယ်လေ။ ။ဒါလာသားလည်းစိတ်ဒိုလာပြီးတော့ဘဲကောင်ငါ့ကိုထွက်လာလေ။တတိရှင်ကိုရောင်ပြဆန်းဆိုပြီးစိန်ခေါ်လိုက်တယ်။ကာလာသားကပြန်ပြောပြတယ်။ရွာလူတွေကို "तू စိန်ခေါ်ပြီးခဏနေရော။ကျော်ကြီးကသူ့ရှေ့ရနေဘွားကနေပေါ်လာပြီးသူ့မျက်ခွက်ကိုထိုးတယ်တဲ့။ကာလာသားလည်းကျော်ကြီးကိုပြန်ထိုးတာပေါ့။နှစ်ယောက်သားရှာခင်းထဲမှာလုံးတက်နေတာ။ဘေးကလူတွေကမြင်တယ်။ဒါပေမဲ့သူတို့မြင်တာကြော်ရင်မပါ။ကာလာသားတယောက်တည်းအောက်ကိုပြစ်သွားလိုက်၊ဟိုဘက်လှိမ့်လိုက်၊ဒီဘက်လှိမ့်လိုက်နေပေါ့။ရှာသားတွေမှာတော့ကာလာသားတယောက်ရှူးသွားပြီလို့ထင်နေကြတယ်။ ဘသူမှမရှိဘဲနဲ့သူ့ဘာသာတရားတွေလှန့်ထိုးနေရလေရှေ့သွားလိုက်နောက်လှိမ့်လိုက်နဲ့ပြီးတော့မှကာလာသားတွေရွာသားတွေဝင်ဆွဲရတယ်ကာလာသားရဲ့မျက်နှာတစ်ခုလုံးကလည်းဖိုးရောင်ကိုင်းနေရပဲရွာသားတွေလည်းအဲ့ကြမှာကြော်ရင်းနဲ့တကယ်ထိုးသက်တာကိုယုံသွားတယ်မဟုတ်ရင်ဒီကောင်ရှုံးနေပြီလို့အဆအာထင်နေတာပိတောင်တတိရှင်အေယိုလိုက်ခဲလို့စင်ခေါ်တဲ့ကာလာသားတယောက်လဲလာပါပြီအဲ့ဒီကာလာသားအင်ကိုနည်းနည်းပတ်စံရှိတယ်လေအင်ကနန်ကတ်တိုက်လေးပေါ့ဗျာသူကအပေါ်ရမှာအစ်တယ် အချိန်အပြည့်ညစင်တိုင်းကျော်ပဲရှိသေးတယ်။ရွာလျှက်စင်ပြီးမရှိတော့ရန်ကုန်မန်းလေးတို့မှာညစင်တိုင်းကျော်ဆိုတော့တွာလာစားတော့နေလို့ပေါ့။ရွာဒီမှာကတော့တချို့ဆိုနေဝင်တာနဲ့အိတ်ကုန်ပြီ။ညစင်တိုင်းကျော်ကသူတို့အတွက်တကောင်းရမယ်။အဲ့ဒီကလာတာလေးအိပ်ကျော်သေးတာနဲ့အရောက်ထက်ကိုဆင်းသွားလိုက်တယ်။မိဖို့ကြောင့်ဘက်ကိုသွားတယ်။ရှီဝုဆင်အားရှီကိုတောက်ပြီးတော့မှောင်မဲနေတဲ့မိဖို့ကြောင့်ဘက်မှာတမင်းလေးထိုးပြီးပါများစားကြရှိမလဲဆိုပြီးသွားရှာ။တမင်းစားနေတဲ့ဇပွဲပေါ်မှာအမျိုးသမီးတစ်ယောက်ထိုင်နေတာကိုသူတမင်းနဲ့လှမ်းထွေးမိလိုက်တယ်။ အမျိုးသမီးကနောက်ကျောပြေးပြီးတော့ထိုင်နေအောင်သူ့အော်ပြောတယ်။အမေလား။သူအိမ်မှာရှိတဲ့လူတွေရဲ့နာမည်ကိုခေါ်ပြီးတော့မေးပါမယ်။အဲ့ဒီမျိုးသမီးကထူလည်းမထူနောက်လည်းပြင်မလဲဘူးလေ။အဲ့ဒါနဲ့သူလည်းရှေ့ထိုးသွားပြီးတော့အဲ့ဒီအမျိုးသမီးပခုံးကိုလှမ်းကမင်းဟေးမင်းကဘာထူလဲလို့မေးနေရမချောင်းလားဆိုပြီးပခုံးကိုဆုပ်သူ့ဘက်ကိုလှည့်ပြလိုက်တယ်။နောက်တစ်ဖက်ကလည်းဓမီးနဲ့မျက်နှာကိုထိုး ဘွားကလေးမြင်လိုက်ရတာမျိုးလုံးရေးပြွထွက်လေဘင်းကသွေးတွေရှဲပြီးလေဘင်းပြစ်နေတဲ့ပိတာမျက်နှာကြီးကိုကာလာသားမြင်လိုက်ရတယ်။အမေရေကဲပါဆိုပြီးအော်တာတရွာလုံးအောင်ကြားရတယ်။ကာလာသားလည်းတမီးကိုလှုပ်ပြစ်ပြီးတော့နောက်ကနေပြန်ပြီးပြေးမယ်အလို့မိတာကာလာသားလေဘင်းကိုညှစ်ထားတာ။နင်လားငါ့ကိုတတိရှင်အိမ်လိုက်ခဲ့ဆိုပြီးစိန်ခေါ်တာ။အခုနေ့မှငါနေမယ်ဆိုပြီးလေဘင်းကိုညှစ်ပြီးပြောတာ။ကာလာသားလေးလေလေဘင်းကိုအတင်းညှစ်ထားခင်ရတဲ့ကြာသူအမေတို့ကိုအော်ခေါ်တယ်။ သူ့မိရောကလည်းလန်နိုးလာပြီးတော့မိတာလည်းပျောက်သွားတယ်။ကာလာသားလည်းအဲ့ဒီအိမ်ကနေအောင်မှပြောင်းပြေးရတယ်။ကျွန်တော်ခုဆံလန်းကိုပြောင်းပြရမယ်ဆိုတာပြောပြတာဗျ။မိတာညညဆိုကာလာသားရဲ့တိမ်လုံးအိမ်မရအောင်ချောက်လန်းနေ။ခြေတန်နေကြတာတကားတွေခောက်တာအိုးခွက်တွေကိုအတန်းပေးတာ။တရက်ကျတော့အိမ်ထဲမှာငုတ်တုတ်ကြီးထိုင်နေတာကိုကာလာသားညီမဝမ်းခွဲလေးကကိုယ်တိုင်မြင်ခဲ့ရတာ။သူ့ညီမဝမ်းခွဲလေးလည်းလုံးဝမနေရဘဲသူ့ရအောင်သူပြန်သွားတယ်။ ဒီလိုနဲ့ကာလာသားရဲ့မိသားစုအဲ့ဒီအိမ်မှာဖုန်းကြီးတွေပဲအရွယ်ရွယ်လဲမိတာကတော့ရှိနေတော့မယ်တဲ့နောက်တော့သူတို့တခြားရွာအောင်ပြောင်းပြေးကြရတယ်မိတာကတော့အခုထိအဲ့ဒီကာလာသားအိမ်မှာကြံသေးလားမချစ်မလို့သေးဘူးလားဆိုတော့ကျွန်တော်လည်းမသိတော့ပါဘူးဗျာအဲ့ဒါကြောင့်ပြောတာကိုမမြင်နိုင်တဲ့ပရလောကသားတွေကိုအလောင်းအစားနဲ့လက်ထဆန်းချင်းလိုပဲဖြစ်ဖြစ်မယုံလို့ပဲဖြစ်ဖြစ်သွားပြီးတော့စိတ်မခေါ်ပါနဲ့ကိုကကန်နေတဲ့အချိန်နဲ့ကြုံရင်ဒုက္ခရောက်ပြီးတော့အသက်ပါပြောက်သွားနိုင်တာ တချို့လူတွေကလက်တွေမြင်မှုကြားမှုတွေဘာတိလာတမားလေးမှမခံလုံသေးပဲတညာကုန်းနဲ့အုတ်ခုံတွေပေါ်တက်ပြီးတရားထိုင်ကြပတိစင်ကြနဲ့ဘာမှမနိုင်သေးပဲသွားလို့တော့မချစ်မလို့သေးတဲ့နာနာဘာဝတွေမကောင်းဆွားတွေကပညာဆန်းလွတ်လိုက်တော့ယူပြီးထွက်ပြေးလာတဲ့သူတွေကိုလည်းလက်တွေ့မြင်မှုတွေ2015တော့ကမှုကင်းထဲမှာတော့ပါလာတဲ့လူတက်မှုပါကျွန်တော်နဲ့ရှင်နေတဲ့မဲဆွေတယောက်ကဖျက်ဖျက်လို့တည်တာပါသူကအဲ့ရွာသားပါတကယ်ဖြစ်မှန်နေပါ အခုချိန်မိတာနဲ့ကြော်ရောသူတို့ကလေးကိုချက်သွားပြီလားဆိုတာတော့အဲ့ဒီမက်ဆေ့နဲ့ပြန်မဆုံးဖြစ်တော့ကျွန်တော်လည်းမသိတော့ပါဘူးကိုမြင်နိုင်တဲ့ပရာလောကသားတွေမချက်လို့သေးတဲ့နနာဘာဝတွေရှိတယ်ဆိုတာတော့တချို့ကရှုံးချင်မှရှုံးကြလိမ့်မယ်ဗျဟုတ်ကဲ့ပါရှင်ပရိသတ်တွေအတွက်ဒီကနေ့တက်ဆက်ပေးခဲ့ရတဲ့ ဖြစ်မယ်ဆက်လန်းလေးကတော့ဒီညမှာရမယ်ပြီးဆုံးသွားပါပဲရှင်။နောက်ထပ်လည်းတစ်ဆက်ပေးဖို့ဆက်လန်းကောင်းလေးတွေချက်ရှိသေးတာကြောင့်ကျမတို့ရဲ့ channel လေးကို subscribe လုပ်ပြီးတော့စောင့်မျှော်ကြည့်ရှုအားပေးနှဆက်လို့ရပါပါရှင်။နောက်ဆက်အားပေးကြတဲ့ပရိသတ်များအားလုံးကိုလည်းကျေးဇူးထူးပဲတရှိပါရယ်။ပရိသတ်များအားလုံးလည်းကိုစိတ်နှပြရှင်လန်းချမ်းနေကြပါစေရှင်။